င်္ဂလာပါရှင်ဒီကနေ့ရအောင်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှစတင်ကြနေပြီးမင်းအောင်လိုင်းပင်အပ်တဲ့ဝနကျော်တင်ဘွဲ့ရအငိမ့်စာပုံမှုချုပ်ချုံထွန်အောင်ကိုပြစ်ခတ်ရှင်းလင်းနေကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှစတင်ကြနေပြီးမင်းအောင်လိုင်းကပင်အပ်တဲ့ဝနကျော်တင်ဘွဲ့ရအငိမ့်စာပုံမှုချုပ်ချုံထွန်အောင်ကိုဒီကနေ့ပြစ်ခတ်ရှင်းလင်းလိုက်ကြောင်း Golden Valley Warriors Star တာဝန်ရှိသူတောင်ကသတင်းဌာနကိုပြောပါရယ်ဒီကနေ့မနက်9:30ချိန်ရန်ကုန်တိုင်းမြန်ကုန်မြို့ ို့နဲ့ငားရက်ကွက်ရှိနေအိမ်မှာအငိမ့်စားဘူကျုပ်ချိုတွန်းအောင်ကိုပြစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်2023ခုနှစ်မှာမင်းအောင်လိုင်ကိုတိုင်းဝနကြော်ထင်ပွဲပေးရခံရသူဗိုလ်ချုပ်ချူထွန်အောင်ကို၎င်းရဲ့နေအိမ်ရှိမှာပဲ Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်တွေကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းဒီကနေ့မနက်ပိုင်းရှန်ကုန်မြို့မယန်ကုန်မြို့နယ်အေဝမ်လမ်းပေါ်ရှိ၎င်းရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဗိုလ်ချုပ်ချူထွန်အောင်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှ Internet Security and counter tourism နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နှင့်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းသိရပါတယ်။စစ်ရာရှိကြီးများအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော့ NDC ဟာစစ်တပ်ဗိုလ်မှူးကြီးအဆင့်မှစတင်တက်ရောက်ရရင်စစ်တပ်ရဲ့အရေးပါတဲ့အစင်မြင့်စစ်တနန်းကြောင်းတစ်ခုဖြစ်ပါတယ်။ Golden Valley Warriors အဖွဲ့ကကာလအတော်ကြာအချက်လက်စုဆောင်းစုံစမ်းထောက်လှမ်းအတည်ပြုခဲ့ပြီးရဲ့နောက်၎င်းကိုပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ စတက်မဘုံမှုချုပ်ဘိုးချုပ်ရာလူနဲ့အငိမ့်စားယူခဲ့တော်လဲလက်ရှိအကျန်းဖတ်စတက်ရဲ့နေ့စဉ်လူမဆန်မှုများစွာအတွက်စစ်ပန်ဆိုင်ရာတင်ကြားပို့ချနေသူတွေကိုလည်းစည်ရေးပြမှတ်ဖြစ်တတ်မှတ်တုတ်တင်ခဲ့ခြင်းဖြစ်ကြောင်းဘိုးချုပ်ချုထုံးအောင်ကဘရူနိုင်းနဲ့ကမ်မောရီးယားနိုင်ငံတာအမတ်ဖြစ်ပါဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြန်ရောက်ချိန်ကစတင်ပြီးနေပြည်တော်နိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ NDC အကျန်းဖတ်စတက်အရာရှိများကိုဇက်တိုင်းတင်ကြားပို့ချနေခြင်းဖြစ်ကြောင်းသိရပါတယ်။မင်းအောင်လိုင်းအားထားရသူတွေထဲမှာအငိမ့်စားဘိုးချုပ်ကြီးချုထုံးအောင်လည်းပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ လ26ရက်နေ့မှာမင်္ဂလာတုံလီတက်စကန်မှာစစ်တပ်တင်ယူပို့ဆောင်ရေးလေယာဉ် MEF003 အထူးလေယာဉ်နဲ့စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူများကိုနေပြည်တော်စင်ရေးပြအခမ်းအနားတက်ဖို့မင်းအောင်လိုင်ကစီစဉ်ပေးခဲ့ကြောင်းအဆိုပါလေယာဉ်ပေါ်မှာအင်းနေဝင်းတို့နဲ့ဒူမီတာစုဝင်ပို့ချုပ်ချုပ်ထုံးအောင်လည်းပါဝင်ခဲ့ကြောင်းသိရပါတယ်2025တက်မတော်နေစေးပြခန်းနာပြီးမလ28ရက်နေပြည်တော်မှာရန်ကုန်အပြန်လန်းကြောင်းအတွက်စစ်တပ်တည်ယူပို့ဆောင်ရေးလေယာဉ် MAF00 11အထူးလေယာဉ်နဲ့ဗိုလ်ချုပ်ချို့ထုံးအောင်ပြန်ပန်လာခဲ့ကြောင်းသိရပါတယ်။မင်းအောင်လိုင်က၎င်းအားကိုရတဲ့ဗိုလ်ချုပ်ဟောင်းတွေရဲ့အကြံဉာဏ်တွေကိုရယူပြီးပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုထမ်းဖွဲ့ဝင်များနဲ့လှုပ်ဆောင်နေကြောင်းအဆိုပါဖွဲ့ရဲ့တိုင်းစစ်ခေါင်းဆောင်များမှဗိုလ်ချုပ်ချို့ထုံးအောင်ပါဝင်ကြောင်းသိရပါတယ်။မင်းအောင်လိုင်က2023ခုနှစ်ဇန်နဝါရီလတရက်နေ့မှာဗိုလ်ချုပ်ချို့ထုံးအောင်ကိုသူကိုယ်တိုင်ဝနကျော်တင်ပွဲတစ်စိပ်ပေးရခဲ့ပြီးရွှေအချိန်၅ချက်သားကိုပါဂုံပြုစုဖြစ်တပါးရဲ့ပေးရခဲ့တာဖြစ်ပါတယ်။ Golden Valley Warriors အဖွဲ့ကစစ်တပ်ရဲ့အကြီးစား ာဒေါက်တိုင်များရဲ့ဆင်ဆက်မပြတ်သတင်းထောက်လန်းလျက်ရှိကြောင်း ဒါအပြင်အကြမ်းဖက်လေတက်လီယင်မှုတွေရဲ့အချက်အလက်တွေကိုလည်းသတင်းစုဆောင်လျက်ရှိရာ၎င်းတို့ရဲ့ဆက်ဆက်သတင်းတွေရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားဖွဲ့ကိုပေးဖို့လည်းတောင်းဆိုထားတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီရဟန်းရင်ကို KYI ကပြစ်ချနိုင်ခဲ့ခြင်းမှာဟုတ်မှန်နိုင်ကြောင်း MDSI ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်တိုက်ပွဲမှာစစ်ကောင်စီရဟန်းရင်၃စီးနဲ့၂စီးကိုပြစ်ချနိုင်ခဲ့တယ်လို့ကချင်လူမျိုးရေးတပ်မတော် KYI ကအတည်ပြုပြောဆိုထားပါတယ်။ဒါပေမဲ့စစ်ကောင်စီကရဟန်းရင်ပြစ်ချခြင်းက KYI ပြစ်ချလို့ပြစ်ချခြင်းမဟုတ်ပဲ ဆက်ချုပ်ယူမှုကြောင့်သာပြတ်ကျခြင်းဖြစ်တယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုပါတယ်။ဗမော်တိုက်ပွဲမှာစစ်ကောင်စီဟန်ရင်ပြတ်ကျခြင်းနဲ့ပတ်သက်ပြီးမြန်မာစစ်ဘက်ရည်ရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MDSI ကမေလ21ရက်မှာစမ်းစစ်ချက်ထုတ်ပြန်ထားပါတယ်။မေလ20ရက်မှာဗမော်တိုက်ပွဲစကားက21ကိုစစ်ကူလာတဲ့စစ်ကောင်စီစီရဟန်ရင်3စီနဲ့2စီကို KIA ကပြစ်ချနိုင်ခဲ့တယ်လို့ပြောဆိုကြမှာဖြစ်နိုင်တယ်လို့ MDSI ကပြောပါတယ်။ထွက်ပေါ်လာတဲ့ဗီဒီယိုရုပ်သံဖိုင်တွေမှာတော့စီရဟန်ရင်3စီမှာမြေပြင်စစ်တပ်ဖို့ပြင်နေတဲ့တတရမြောင်ရဟန် င်ရဲ့ပင်မရှိတာနဲ့အင်ဂျင်တဝိုက်ကိုထိမှန်သွားတာတွေ့မြင်ရပါတယ်။မြင်တွေ့ရပုံရ drone ဖုံးတိနဲ့တိုက်ခိုက်ခံရတာမျိုးမဟုတ်ပဲရဟတ်ရင်အင်ဂျင်စီလိုက်နေရာတဝိုက်ကိုတန်ချက်ကဖောက်ကြည့်ထိမှန်သွားတဲ့အနေအထားမျိုးလို့ယူဆရပါတယ်။အကွာဝေးမီတာ1500ဝန်းကျင်ကနေတန်ချက်ကဖောက်ကြည့်တမျိုးမျိုးနဲ့ပြတ်ခတ်ခံရတာလို့သုံးသပ်ရပါတယ်။ဒါကြောင့် KIA တပ်ဖွဲ့ဝင်တွေအဓိကအသုံးပြုနေတဲ့ M99 MAR rifle နဲ့ရဟတ်ရင်ကိုပြစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ကစ်အင်လုံးမြောက်ဤတပ်မတော် KIA ကယခုပြစ်ချခဲ့တဲ့ရဟ ဟန်ရင်အပါဝင်စစ်ကောင်စီ FDC 2000ကြီးတိုက်လေရင်တစည်း MI35 တိုက်ခိုက်ရဟန်ရင်တစည်းနဲ့ MI70 ပို့ဆောင်ရဟန်ရင်နှစ်စည်းစုစုပေါင်း၄စည်းကို ထိမှန်ပြကြောင်းပြချနိုင်ခဲ့တယ်လို့ MDSI ကဆိုပါတယ် M99MAR anti material rifle တန်ချက်က Pow rifle မှာတရုတ်နိုင်ငံလို့တာဝေးဖြစ်လက်ဖြောင်း rifle မျိုးစားဖြစ်ပြီး M99 MER rifle ကမီတာ1900 DT ရောက်စွာပစ်ခတ်နိုင်တယ်လို့သိရပါတယ်။တန်ချက်ကမီးလောင်ဖောက်ကြီးကို အသုံးပြုထားကြောင်းလည်း MDSI ကထုတ်ပြန်ထားပါတယ်။25 mm အထူးတန်ချက်ကကိုဖောက်ထွင်းနိုင်တာကြောင့်အပေါ်စားတင့်တန်ချက်ကရင်တွေကိုပစ်ခတ်ဖျက်ဆီးနိုင်ပါတယ်။ MAR referee ကအပေါ်စားတင်းတန်ချက်ကရှင်များစစ်ဘက်ဆိုင်ရာရှေးကြီးပစ္စည်းများကိုဖျက်ဆီးဖို့အတွက်ပုံစံပြုထားတဲ့တာဝေးပြင်လက်ဖြောင့်တနက်ကြီးအမျိုးအစားဖြစ်ပါတယ်။ရက်တန့်ထားတဲ့လင်းရင်ရဟရင်များကိုလည်းပြစ်ချဖျက်ဆီးနိုင်တယ်လို့ထုတ်ပြန်ချက်မှာစမ်းစစ်ချက်မှာဖော်ပြထားပါတယ်။ KIA က M99 MAR န်ဆက်ကဖောင်းရိုင်ဖယ်ကိုတော်တော်များများကင်တွဲအတံပြူနဲ့မှတ်တမ်းတပ်ပုံတွေရှိထားပါတယ်။ဗမော်တိုက်ပွဲတွေအတွင်းစစ်ကောင်စီလေကြောင်းပြန်တန်းလှုပ်ရှားမှုကိုစနစ်တကျစောင့်ကြည့်ပြင်ဆင်ပြစ်ခတ်နိုင်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ရဲ့ပြူဟာရည်ကြီးနေရာများနဲ့အနီးတဝိုင်းမီတာတထောင်ဝန်းကျင်ခန့်တိကရိုင်ပူပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားနိုင်ခြင်းကြောင့်လေယခုကဲ့သို့တီချပြင်ဆင်ပြစ်ခတ်နိုင်ခြင်းဖြစ်နိုင်ကြောင်း MDSI ကဆိုပါတယ်။တာဝဲပြစ်လက်ဖြောင်းရိုင်ဖယ်ကိုအတံပြူပြီးရဟရင်ကိုပြစ်ချနိုင်ခဲ့တယ်ဆိုရင် KIA ပူပေါင်းတပ်ဖွဲ့ရဲ့ကျွမ်းကျင်ပါနက်မှုနဲ့ပူပေါင်းဆောင်ရွက်နိုင်မှုကိုအတိမတ်ပြု မှတ်တမ်းတင်ရမှာဖြစ်တယ်လို့ လင်းရင်ပြည့်လက်နက်များပါအတုံးပြုနိုင်ခဲ့ရင်လေကြောင်းရန်ကာကွယ်ရေးနှင့်အဆင့်အတန်းမြင့်နေပြီဖြစ်ကြောင်း MDSI ကထုတ်ပြန်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ပြည်မနဲ့နိုင်ငံသားသွားတဲ့မင်းပြဒေသခံရခိုင်လူငယ်16ဦးကို AA ကဖမ်းဆီးပြီးစစ်တပ်ထဲပို့ရဲကြောင်းတင်ဆက်ပေးပါမယ်။ပြည်မနဲ့နိုင်ငံသားကိုသွားရောက်တဲ့မင်းပြဒေသခံရခိုင်လူငယ်16ဦးကိုအရခတက်တော်ကြီးကဖမ်းဆီးပြီးစစ်တပ်နဲ့ကိုပို့ဆောင်လိုက်ကြောင်းမိသားစုဝင်ကပြောပါတယ်။ပြီးခဲ့တဲ့မေလ10ရက်နေ့ကပြည်မနဲ့နိုင်ငံသားသွားရောက်တဲ့အမျိုးသားမျိုးသမီးပါဝင်ရခိုင်လူငယ်16ဦးမှာမင်းပြမျိုးနဲ့ ဲ့ကန်းနီကျေးရွာနီးမှာအေအေထံဖန်ဆီးခံရကြောင်းနဲ့အခုချိန်ဒီမိသားစုဝင်များနဲ့တွေ့ဆုံခွင့်မရသေးဘူးလို့ဖန်ဆီးကလူငယ်တအုပ်ရဲ့မိသားစုဝင်တအုပ်ကပြောပါတယ်ထွက်တော်သွားခြင်းမဲ့ကန်းဒီအယောက်မှာအဖမ်းခံရတာလေတိတိချင်းမဲ့စုံစမ်းပြီးထိမ့်သိမ်းထားတဲ့နေရာတွေကိုလိုက်စုံစမ်းကြည့်ရဲထိမ့်သိမ်းထားတဲ့နေရာအတိအကျကိုတော့လုံခြုံရရပြောခွင့်မရှိဘူး ဘီတာနှစ်မှာတော့စစ်တင်နံတက်နေပါတယ်အခုထိတော့တွေးခွင့်မရသေးဘူးသူတို့စစ်တင်နံပြီးမှပဲတွေ့ရလိမ့်မယ်လို့တာဝန်ရှိသူတွေကပြောပါတယ်ဖန်စီခံရသူတွေမှာမင်းပြမြို့နယ်မင်းတင်မှာကြောက်မော်နယ်ဖားဖြူကျေးရွာတို့မှာဖြစ်ပြီးဖားဖြူကျေးရွာမှာလူငယ်၅ဦးပါဝင်ကြောင်းသိရပါတယ်စုံစမ်းချက်အရဖန်စီခံတာသူ16ဦးနဲ့6ဦးရဲ့အမည်ကိုရရှိထားပြီး၎င်းတို့မှာကိုဝင်းကိုဦးကိုကလားချေမဆုမြက်ခိုင်ဦးခင်မဝင်းတို့ဖြစ်ကြောင်းနဲ့လုံကြုံရင်ရမိတိကျေးရွာကဖြစ်ကြောင်းကိုမိသားစုဝင်တွေကပြောဆိုခြင်းမရှိပါဘူး မင်းတင်မတင်ရွာမှာရခိုင်မျိုးသမီးငယ်နှစ်ဦးဖြစ်တဲ့မဆုသက်ဝိမန်ဤအောင်တို့ဖြစ်ကြပြီးအခြားကျင်းရွာတွေကဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့နာမည်တွေကိုတော့သတင်းဌာနကဆက်လက်စုံစမ်းနေပါတယ်။ဖမ်းဆီးခံရသူတွေမှာပြည်မဘက်ကိုအလုတ်ကန်ရှာဖွေဖို့တွားရောက်ခြင်း၊ကြောင်းတက်ရောက်ဖို့နဲ့ပြည်ပကိုအလုတ်ကန်ရှာဖွေရန်တွားရောက်ကြခြင်းဖြစ်ကြောင်းဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေကပြောပါရယ်။တနန်းတနေကြပြီးသူတို့ကိုတနန်းပြည်ရင်လွတ်ပေးမယ်လို့ပြောတာပဲတွေ့ခွင့်လည်းမရတော့မိသားစုဝင်အနေနဲ့စိုးရိမ်ကြပါရယ်။ပြန်လွတ်မလွတ်စောင့်ကြည့်ရမယ်။တနန်းကဘယ်နေပြီးမလဲဆိုတာလေတိတိကျကျမသိရ ဘူးလို့ဆိုပါတယ်ရခိုင်ပြည်အတွင်းအလုတ်ကင်ရှာပါမှုကြောင့်ရခိုင်လူငယ်များစုမှပြည်မနဲ့နိုင်ငံသားကိုအလုတ်သွားလုပ်ဖို့ရခိုင်ပြည်ကထွက်ခွာမှုတွေရှိနေပြီးအာရခတ်တော်အေးကလည်းရခိုင်ပြည်ပြင်ပကိုတွားရောက်မဲ့သူတွေကိုဖမ်းဆီးနေတာဖြစ်ပါတယ်အရေးပေါ်ကျမ်းမာရေးတည်ရှိရင်ကလွယ်ပြီးကြီးပြီးဖြစ်စေငယ်သည်ဖြစ်စေရခိုင်ပြည်သူများအားလုံးရခိုင်ပြည်ပြင်ပကိုတွားရောက်ခြင်းကိုအာရခတ်တော်အေးကတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပါတယ်ရခိုင်ကနေတခြားဘယ်နေရာကိုမဆိုတွားရောက်ခွင့်မရှိဘူးကျမ်းမာရေးရတည်ရှိရင်တောင်ပြည်မရန်ကုန်ကိုစိတ်ကူးဖို့တွားတာတောင်မလွယ်ကူ ူပူရက်ကွက်ထောက်ခံစာစည်းစာနေမြေရုံထောက်ခံစာနိုင်ငံရေးမှုရုံထောက်ခံစာပါဝင်စစ်တေတာရဲ့ထောက်ခံစာအလုံးပြည့်စုံနေမှာရန်ကုန်မြို့ကိုတွားခွင့်ပြုပါတယ်။အဲ့ဒီလိုထောက်ခံစာရယူရတဲ့နေရာမှာလည်းလူနာကိုထောက်ခံစာပေးမယ့်ရုံတွေကိုခေါ်သွားတဲ့အရန်ကိုတင်းတင်းကြပ်ကြပ်ပဲပိတ်ပင်ထားတာပါလို့ရခိုင်ကနေပြည်မကိုစေကူတာဖို့ရောက်ရှိလာသူလူနာတအုပ်ကပြောပါတယ်။ရခိုင်လူငယ်ရေးအပါဝင်ပြည်သူအချို့ကအေးထိန်ချုံရာဒေသကနေစစ်ကောင်စီထိန်ချုပ်ထားတဲ့ကြောက်ဖြူမျိုးကတဆင်းလီရင်နဲ့ရန်ကုန်မြို့ကိုတွားရောက်နေကြတယ်လို့ရခိုင်ရိုးမတောင်တန်းကို ကိုဖျက်ပြီးနဲ့ခြေချင်းလျှောက်သွားနေရကြောင်းသိရပါတယ်။ရခိုင်ပြည်သူများကိုရခိုင်ပြည်မှာစီးပွားရေးအဆင်မပြေလို့ပြည်မကိုထွက်ခွာရမယ့်အဖြစ်မျိုးမရှိစေဖို့အရခတ်တော်အင်းကတားမြစ်နေခြင်းမျိုးဖြစ်တယ်လို့ဒေသတွင်းမှာပြောဆိုနေကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။